စားလိုက်ရအောင်ကျွန်တော်တို့ trading tool application ကိုမိတ်ဆွေတို့အနေနဲ့ဒေါင်းကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့နှစ်မျိုးရှိပါတယ်ကျွန်တော်ဒီ mobile version ကိုပြောပြတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့က iPhone user လား Android user လား iOS user ဆိုလို့ရှိရင်တော့ဝင်နေလဲဆိုရင်ကျွန်တော်တို့ဒီလိုမျိုး trading view application နဲ့ဝင်လိုက်ပါဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ညာဘက်အဆုံဆုံးမှာ menu ဆိုတဲ့အကြောင်းလေး၃ချောင်းရှိရဲအိုင်ကောင်လေးကိုတစ်ချက်ထောက်ပေးပါအိုင်ကောင်လေးကိုထောက်လိုက်လို့ရှိရင်ကျွန်တော်ကတော့ဒီမှာ ေါ်နေတယ်ကျွန်တော်ရဲ့အကောင့်ပုံစံလေးဒါကျွန်တော်အကောင့်ဝင်ထားတာပေါ့ဒါကျွန်တော်ပြန်ပြီးတော့ sign out လုပ်လိုက်မယ်ကျွန်တော်အကောင့်ကိုကျွန်တော်ထွက်လိုက်ပြီပေါ့နော်ကျွန်တော်လည်းအခုဒါဆိုလို့ရှိရင်မဖွင့်ရသေးတဲ့ချိန်မှာအကုန်လုံးမိတ်ဆွေတို့မြင်ရမယ့်ဥစ္စာကဒီလိုမျိုး sign in လုပ်ခိုင်းတဲ့ပုံစံလေးနဲ့မြင်ရတယ်အဲကြတော့ကျွန်တော်တို့ sign ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်ပြီး sign ဆိုတာဝင်ပြီး Google နဲ့ဖောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Google ကိုတစ်ချက်နှိပ်ပြီး Google ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာရှိတဲ့ account တွေရှိတယ်။ account တွေထဲကနေပြီးတော့ကျွန်တော်တို့ Gmail account တစ်ခုကိုထောက်ပေးလိုက် ။ထောက်ပြရရင်ကျွန်တော်တို့ဒီလိုမျိုး trading view application ကိုအသုံးပြုလို့ရတဲ့ပုံစံတစ်ခုအနေနဲ့ကျွန်တော်တို့မြင်ရပါပြီပေါ့နော်။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့မြင်ရပြီ။ကျွန်တော်အနေနဲ့ဒီမှာမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုး application trading view application ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ပြောပြပေးပါမယ်။ဆပီပြောပြဖို့အတွက်ကျွန်တော်တို့အောက်မှာပေးထားတဲ့ဥစ္စာတွေရှိတယ်ကျွန်တော်ဒီဘက်ညာဘက်အစွန်အနေနဲ့ဆက်လိုက်မယ်ပေါ့နော် ညာဘက်ဆုံမှာကျလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဒီအောက်ပေါ့နော်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ wireless ရှိတယ် chat ရှိတယ် explore ရှိတယ် community ရှိတယ်ဟိုညာဘက်ဆုံဆုံးမှာ menu ဆိုတာလေးရှိတယ် menu ဆိုတာလေးကိုတစ်ချက်ထောက်လိုက် menu ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ထောက်လိုက်လို့ရှိရင်ကျွန်တော်တို့ခုန account ဆိုတဲ့ overview ကိုမြင်ရပြီအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနောက်တစ်ခုရှင်းပြမှာအဲ့ menu ရဲ့အပေါ်မှာရှိတဲ့ဒီမျှားလေးနဲ့ဥစ္စာလေးပါမျှားလေးနဲ့ဥစ္စာလေးကဘာလို့ရလဲဆိုတော့ save ချက်လုပ်လို့ရတယ်ကျွန်တော်တို့ဒီ chat ကို save ချင်တယ်ဆို save ချက်ကိုနှိပ်ပါ share ဆိုလို့ရှိရင်ကျွန်တော်တို့ ကျွန်တော်တို့ဒီမှာလိုဖြစ်နိုင်တယ်မနော်ဈေးတက်မလားကျမလားအဲ့ဒီဥစ္စာကိုတခြားလူကို share ပေးလို့ရတယ် link နဲ့လည်း share လို့ရတယ်ဒါကတော့အလောက်ကြီးသုံးမွင့်အောင်ပြီးရင်ဒီမှာမီလုံးပုံစံလေးနဲ့အဲ့မီလုံးပုံစံလေးကိုတခြားထောက်လိုက်လို့ရှိရင်အဲ့မီလုံးပုံစံလေးမှာကျွန်တော်တို့ရဲ့ idea တွေကိုကျွန်တော်တို့ခုနအကောင့်ဖောက်လိုက်တယ်ဆိုတာကကျွန်တော်တို့ဒီမှာ BTC Bitcoin ရတော့တက်မလား BTC Bitcoin ရတော့ကျမလားဆိုတာကိုကျွန်တော်တို့ဒီမှာ description မှာရေးပါရေးပြီးတော့ကျွန်တော်တို့ကဟို influencer တယောက်ဖြစ်လောင်ကိုကိုဒီမှာ trading လောကမှာ ကျွမ်းကျင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့တင်လို့ရတယ်အဲ့လိုတင်ထားတဲ့ဥစ္စာတွေကိုလည်းကျွန်တော်တို့ဒီမှာတွားပြီးတော့ဖတ်လို့ရတယ်ဗောနော်အဲ့ဒီဥစ္စာတွေကတော့ကျွန်တော်ပြင်အသေးစိတ်ရှင်းပြပေးမယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့ဒီမှာပေါ့ဒီ၄တောင်ပုံစံလေးတစ်ခုရှိတယ်။အဲ့၄တောင်ပုံစံလေးကဘာလဲဆိုလို့ရင်ကျွန်တော်တို့ဒီ check ကိုပေါ့နော်ကျွန်တော်တို့ full screen ကြည့်မှာလား minimize လုပ်မှာလားပေါ့နော်ဒါလေးကိုပြောင်းလဲပေးတာ။တိတ်တော့အရင်ရောအရင်မကြည့်ဘူး။ဒါပေမဲ့တချို့ဒီ mobile phone user တွေအတွက်ဆိုလို့ရှင်တော့နည်းနည်းရှင်းရှင်းလင်းလင်းမြင်နေတယ်ဆိုရင်တော့ဒီလို full screen လေးကြည့်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့ ဟုတ်ပြီပြီးလို့ရှိရင်ဒီဘေးနောက်မှာမြားလေး intro outro ရှိတယ်အဲ့တော့ကတော့အန်ဒီကျွန်တော်တို့ရှေ့ကိုသွားမှာလားကျွန်တော်တို့လုပ်ခဲ့တဲ့ဥစ္စာတွေကျွန်တော်ကုနာတော့ကဆိုလို့ရှိရင်ဒီ ROC ကိုကျွန်တော်ဖြတ်ထားလိုက်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ဖော်တဲ့ဥစ္စာပေါ့ဒါလေးတော့ back နဲ့ forward ပေါ့နော်အဲ့တဘောလေးပြီးရင်ဒီမှာကျွန်တော်တို့မြန်အချောင်းလေးနှချောင်းနဲ့ဘလုံးလေးနှလုံးတွေ့တယ်အဲ့ကဘာလဲဆိုရင်ကျွန်တော်တို့အရေးတော့ကြီးရဲ့ဒီကောင်ကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ trading view application ကိုအသုံးပြုတဲ့အခါမှာဘယ်လိုမျိုး ဆက်တက်လောက်ထားလေဒီမှာကျွန်တော်တို့ဘယ်လိုမျိုးဟိုကျွန်တော်တို့ကြိုက်တဲ့ဥစ္စာပေါ့ဒီမှာတချို့ကြတော့တခုခုကြိုက်တယ်ဗျာဟိုမှာ trend line သုံးရတာကြိုက်တယ်တချို့ကြတော့ indicator buy indicator RSI အတချို့ကြလို့ရှိရင် stochastic အဲ့လိုမျိုးကျွန်တော်တို့သုံးတဲ့ဥစ္စာတွေပေါ့မူတည်ပြီးတော့ကျွန်တော်တို့ပေးထားလို့ရတယ်ပေါ့နော်အဲ့မှာ major အနေနဲ့နောက်ထပ်တစ်ခုဒီမှာ sale နဲ့ auto sale နှစ်ခုရှိတယ်အဲ့မှာကျွန်တော်ဆိုရင် auto sale လောက်တာ auto sale လောက်တာအတွက်ကျွန်တော်တို့ဒီထဲမှာဘာပဲလုပ်လို့အကုန်လုံးက auto sale ဖြစ်သွားမယ်အဲပြန်ပြီးတော့ new လုပ်ချင်တယ်ဆိုရင်ဒီမှာ နီယူဆိုတဲ့နေရာလေးကိုနှိပ်လိုက်လို့ရှိရင်နီယူဖြစ်မယ်ပြီးရင်ကျွန်တော်တို့ဒီ chat တစ်ခုကို copy ယူခြင်းနဲ့ဆိုလို့ရှိရင်လည်း made a copy ဆိုလို့ရှိရင် နောက်ထပ်တစ်ခုဖြစ်မယ်ပြီးရင်ဒီ rename ဆိုတဲ့နေရာကကျွန်တော်တို့အမည်ပေးခြင်းနဲ့ဒီ chat ဒီကျွန်တော်ဒီဆရာဇော်ဆိုရင်အဲ rename ပေးလိုက်ပါဆရာဇော်ဆိုပြီးတော့ rename ပေးလိုက်လို့ရှိရင်လည်း rename ပေးလို့ရတယ်မိတ်ဆွေတို့သတ်မှတ်ခြင်းနဲ့နာမည်သတ်မှတ်လို့ရတယ်ဒါကြီးတည်းကအလောက်ကြီးဟိုအရေးမကြီးဘူးအဓိကဒီမှာ trade with your broker ပေါ့နော်ဒီ broker တွေရှိတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ paper trading လို့ပါလို့ရှိတယ်ဒီ paper trading ဆိုတာကကျွန်တော်တို့ တ်စံရီရဲ့ပတ်စံထည့်စရာမလိုဘူးဒါပေမဲ့တခြားပတ်စံသူပေးထားတဲ့ပတ်စံတွေပဲကျွန်တော်တို့ဒီမိုအကောင့်လိုမျိုးလေ့ကျင့်လို့ရတယ်ကျွန်တော်နောက်ပိုင်းအားကြီးလည်းတင်ပေးမယ်ဒီမှာဒါပေမဲ့မိတ်ဆွေတို့ binance ရှိရဆိုရင် binance နဲ့ချိန်ပြီးတော့တကယ် trade လို့ရတယ်တခြားဒီ broker တွေလည်းကျွန်တော်တို့သုံးရင်လည်းဆိုလို့ရှိရင်လည်းသုံးရကျွန်တော်ကတော့ Binance နဲ့သုံးပြတာနားနောက်ပိုင်းကျွန်တော်တင်ပြပါမယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဘက်ကိုဆက်သွားလိုက်အောင်ဒီမှာ ဒီနေရာလေးကိုနှိမ့်လိုက်မယ်ဆိုလို့ရှင်ဒီ offset tree ဆိုတာရှိတယ် object tree ဆိုတာဘာလဲဆိုလို့ရှင်ကျွန်တော်တို့အဓိကဒါတော့ beginner တွေတော်တော်များများမသိကြဘူးဒီ object tree မှာကကျွန်တော်တို့ chart တစ်ခုတည်းကိုဝင်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဆွဲထားတဲ့ဥပမာ drawing tool တွေရှိရဲအဲ drawing tool တွေအကြောင်းကိုကျွန်တော်အရင်လေးနည်းနည်းပြောပြမယ်ဥပမာဆိုပါလို့ကြော်ပြောလိုက်မယ်နော်ခဏဒီ drawing tool မှာဆိုရင်ကျွန်တော်တို့ဥပမာ twin line တစ်ခုဆွဲတယ်ပေါ့ twin line တစ်ခုကိုကျွန်တော်တို့ကဒီမှာဆွဲလိုက်တယ်ဥပမာအချမ်းမြင် twin line တစ်ခုကိုကျွန်တော်တို့ဆွဲလိုက်ပြီဒီ twin line တစ်ခုဆွဲထားတဲ့ဥစ္စာကိုကျွန်တော်တို့ကဒီချက်မှာကြည်နေတယ်။ဒါပေမဲ့ကျွန်တော်ကဒီချက်မှာကျွန်တော်မကြည်ကျင်တော့ဘူးဆိုရင်ဒီ trend line ကိုကျွန်တော်တို့ကဒီဘက်ကအဆက်လေး၃ဆက်ကိုထောက်ပြီးတော့ကျွန်တော်ကဒီမှာ high ဆိုတာလောက်လိုက်တယ်။အဲ့တော့ကျွန်တော်တို့ဆွဲထားတဲ့ဒီချက်ပေါ်မှာဆွဲထားတဲ့ဥစ္စာတွေဥမာသူများကိုမပြကျင်လို့ပဲဖြစ်ဖြစ်တစ်ခုခုကြောင့်ကျွန်တော်တို့ကမမြင်ရတော့။အာတချို့ကြောင့်လည်းကိုဆွဲထားတဲ့ဥစ္စာကိုပြန်မဖော်ရတော့ဘလို့ပေါ်ရမယ်ဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ဆွဲထားတဲ့ဥစ္စာဒီ object tree ဆိုတဲ့နေရာကိုတွားရင်ဒီမှာ trend line ဆိုတာတွေ့ပါလိမ့်မယ်။ညလုံးလေးကိုပြန်ဖွင့်ပေးလိုက်။အာဆိုတဲ့ရင်ကျွန်တော်တို့ပြန်ပေါ်လာတယ်။ ။ဟဲ့အဲ့လိုမျိုးပုံစံနဲ့ကျွန်တော်တို့အများကြီးပေါ့နော်ကျွန်တော်တို့ဒီမှာဆွဲကျင်တဲ့ဥစ္စာတွေတစ်ခုပြီးတစ်ခုကျွန်တော်တို့ဆွဲကြိုက်တဲ့လောက်ဆွဲထားလို့ရတယ်။မိတ်ဆွေစိတ်ထဲမှာဆွဲကျင်တာတွေအကုန်လုံးကိုကျွန်တော်တို့ဆွဲထားလို့ရတယ်။ဆွဲထားပြီးကျွန်တော်တို့ object tree ရဲ့ကိုသွားပါ။အဲ့မှာကျွန်တော်တို့ဆွဲခဲ့တဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ delete လုပ်လို့ရတယ်။ပြန်ဖြတ်လို့ရတယ်။ကျွန်တော်တို့နောက်ဆုံးဒီချက်ကြီးတစ်ခုတော့အောင်အောင်ဒီ menu ပြင်မှာကျွန်တော်တို့ဖြတ်ချင်တယ်ဆိုလို့ရှင်လေဒီ recycle ပုံစံလေးကိုဖိနစ်လိုက်ရှင်ဒီချက်ကြီးတော့ကျွန်တော်တို့ပျောက်သွားအောင်လုပ်လို့ရတယ်။ဒါ object tree ရဲ့အတုံးဝင်ပုံမျိုးဘယ်ချိန်မှာအတုံးဝင်လဲဆိုလို့ရှင်အဲ့ object tree ကကျွန်တော်တို့ တစ်ခုခုမှာဆွဲထားတဲ့ဥစ္စာကိုစေထားတဲ့အခြေအနေမျိုးတွေမှာကျွန်တော်တို့အသုံးဝင်ပါတယ် object tree နဲ့သုံးတတ်မယ်ထင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ best တက်လို့ရပါဘောနော်ဒီကောင်ကကျတော့ကျွန်တော်တို့ chat ကိုကျွန်တော်တို့အဲဥပမာဆိုပါလို့ကျွန်တော်တို့ကဒီနားလောက်ကနေဖြတ်ကြည့်ကြတယ် chat ကိုဒီရှေ့ကိုကျွန်တော်တို့ anna slide အဲကျွန်တော်တို့ဒီ market ကိုပေါ့နော်ကျွန်တော်တို့ကဒီပြီးခဲ့ပြီးသားပေါ့ဒီအတိတ်မှာဖြစ်ခဲ့တဲ့ဥစ္စာတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ အဲဥပမာကျွန်တော်ဒီမိုကောင်းတဲ့ trade world strategy တွေပြန်ချတာပဲဖြစ်ဖြစ်အဲတခြားတစ်ခုခုကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်လေးအသုံးပြုတယ်ဒီကောင်လေးနဲ့ဆိုကျွန်တော်တို့ကဖြတ်လိုက်တယ်ဆိုလို့ရှိရင်ဒီဘက်တစ်ပိုင်းကကျွန်တော်တို့ market ကရှိပြီးသားဒါပေမဲ့ကျွန်တော်တို့အသုံးပြုဖို့အတွက်တော့ဒီကောင်ကတစ်ဖြည်းတစ်ဖြည်းတစ်ဖြည်းနဲ့နောက်ပိုင်းကျွန်တော်တင်ပေးမယ်အခုကတော့ဒီမှာ beginner တွေရောပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဘာသုံးရလဲဆိုတာကိုကျွန်တော်အကြမ်းမြင့်ရှင်းပြသွားတာပါဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီညာလေး ကန်နက်စတစ်ပေါ့ဒီကောင်ကတော့အရေးကြီးတယ်ကျွန်တော်တို့ချက်တချက်အမျိုးအစားကျွန်တော်တို့အသုံးပြုမဲ့ချက်ကဥပမာကန်နက်တဲ့ဆိုရဲဒီ canvas stick လေးနဲ့ပြတဲ့ချက်မျိုးစားလားဒါမှမဟုတ်ရှင်ကျွန်တော်တို့နောက်ထပ်အသုံးများတဲ့ဥစ္စာကအဲဥပမာကျွန်တော်တို့ divergent strategy တွေသုံးမယ်ဆိုရင်ဥပမာ line chart တို့ဘာလို့သုံးနေပါတော့ဒီ line chart တို့ဘာလို့သုံးနေဆိုလို့ရှင်ရင်အဲကျွန်တော်တို့ ေချာသူ့ရဲ့ swing height တွေ swing low တွေကိုကျွန်တော်တို့တေချာမြင်ရတယ်ပုံမှန်ကန်တဲ့ stitch ချက်တွေလည်းဆိုလို့ရှိရင် swing height swing low တွေမြင်ရတဲ့အတွက်ကြောင့်မလို့ဒီဟာလေးတွေတုံးနေဒါကကြတော့ချက်တိုက်ကိုပြောင်းတဲ့ဥစ္စာပါတော်တန် beginner တွေတချို့ဆိုလို့ရှိရင်မသိကြဘူးဒီကန်တဲ့ stitch ကိုတုံးကျင်တာဒါပေမဲ့ဒီမှာတွားပြီးတော့ချက်တိုက်ပြောင်းမိလိုက်တယ်ဆိုလို့ရှိရင်လည်းဒီမှာချက်တိုက်တွေကတော့အများကြီးရှိတယ်တုံးများတာတော့ဒီကန်တဲ့ stitch တိုက်တွေကတော့အတုံးများတယ်အားဆိုလို့ရှိရင်ဒီချက်တိုက်တုံးတာလည်းရမယ်ထင်ပါတယ်ဟုတ်ပြီအဲ့တော့ကြတော့ ကျွန်တော်အနေနဲ့နောက်တစ်ခုဒီဘက်မှာနာယီပုံစံလေးနဲ့ဒီနာယီပုံစံလေးနဲ့ကဘာလဲဆိုတော့ကျွန်တော်တို့ alert ပေးတာ alert ပေးရဆိုတာကကျွန်တော်တို့ဥမာဈေးတန်းတစ်ခုကျွန်တော်တို့ကဥမာ BTC ကို trade တဲ့လူတယောက်ဒါမှမဟုတ်လို့ရှင် Ethereum ကို trade တဲ့လူတယောက် ဒီလို trade တဲ့အခါမှာကျွန်တော်က trading psychology ဆိုတာရှိတယ်ကျွန်တော်တို့လူတွေဒီအများတန်းဥပမာ2000 3000 2100 2200အဲ့လိုမျိုးကိန်းကနန်းတွေမှာပဲလူတွေကအယောင်းွယ်လောက်ကြတဲ့လူတွေရဲ့စိတ်ကများရပေါ့လူတယောက်ကဥပမာ2130ဆိုရင်10လောက်ကိုတိတ်ဂရုမထားကြအောင်2100အဲ့လိုသဘောမျိုးတွေလူတွေမှာ psychology ဆိုရဲ mindset ရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဥပမာဒါကျွန်တော်အကြံအမြစ်တစ်ခုပေါ့နော်မာလက်တစ်ခုပေးလိုက်မယ်အဲကျွန်တော်က crossing ဖြတ်သွားမယ် crossing လဲရတယ်သူကဒီမှာ add အပေါ်တက်သွားမှာလားဖြတ်ယုံနေမို့အပေါ်တက်မှာလားအောက်ကိုဆင်းမှာလား greater than ကြီးမှာလားငယ်မှာလားအဲဒါစိုက်တယ်လို့ဖတ်ကြည့်လိုက်ပါတော့ဒါလေးတွေဖတ်ကြည့်လိုက်လို့ရှိရင်အဲ့လို function လေးတောင်းဘယ်မှာဥပမာကျွန်တော်ကတပေါင်းထဲမှာအနာဥပမာပြောတာနော်ကျွန်တော်ကတပေါင်းထဲမှာ6000ပေါ့အဲတသိန်းနဲ့4000 sorry တသိန်း4000မှာကျွန်တော်က crossing ဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဒီ alert ပေးပါပေါ့နော်ဒီလိုမျိုးကျွန်တော် alert ပေးပါဆိုပြီးတော့ကျွန်တော်ကပေးဖို့ကျွန်တော်ကတတ်မှတ်လိုက်တယ် အဲ့ချိန်မှာလဲ तू က only once တစ်ချိန်ပဲပြီးမှာလားဒါမှမဟုတ်ရှင် every time အဲဒီ तू ကဒီတပိန်လေးပေါင်းဈေးတန်းကိုဖြတ်တိုင်းကျွန်တော် notification ပေးနေမှာဒါမှမဟုတ်ကျွန်တော်ကတစ်ချိန်ပဲဆိုလို့ရှင်လဲတစ်ချိန်ပဲပေါ့အဲ့ဒီဥစ္စာကလဲကျွန်တော်တို့ expire ရှိရဲ့ तू ကကျွန်တော်တို့ဘယ်နေ့ထိပတ်မှတ်ချင်တာလဲဥပမာကျွန်တော်ဖွင့်တဲ့နေ့ကနေစပြီးတော့ကျွန်တော်ခု alert ပေးတဲ့နေ့ကနေဒီဒလအတွင်းပဲလားဒါမှမဟုတ်ရှင်ဥပမာတည်င်းနေ့ထွက်နေတယ်ပေါ့မိတ်ဆွေကတည်င်းနေ့အဲဒီ economy တည်င်းနေ့အကြောင်းပဲဖြစ်ဖြစ်တခြားမိတ်ဆွေရဲ့ တီ analysis တွေအကြောင်းပဲဖြစ်ဖြစ်စိတ်ဝင်စားလို့သတ်မှတ်ထားရဆိုဘယ်နေ့ထိတယ်ဒီကောင်းဒီဒီတွင်းမှာမှာ break ဖြစ်ရင်ပဲမဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ um ဒီ entry ကိုကျွန်တော်တို့ဖြုတ်မယ်ဘာညာဆိုတဲ့အချက်မျိုးမျိုးမှာသုံးတယ် set ဆိုတာလေးကိုကျွန်တော်တို့ပေးလိုက်လို့ရှိရင်ဒါဆိုရင် alert ရသွားပြီပေါ့နော် alert ရသွားပြီဆိုလို့ရှိရင်ကျွန်တော်ပြမယ်ဒီကောင်းပုံစံလေးဒီထဲကိုဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဝင်သွားကျွန်တော်ပေးထားတဲ့ဥစ္စာဆိုရင်ဒါ BTC crossing ဒီမှာ တသိန်းခွဲကိုကျွန်တော်ပေးထားရပါတော့เนาะဒါပြီးရင်အောက်ဆိုရင်ကျွန်တော်တသိန်း2000ပေါ့ဒါဒီတသိန်းခွဲဝယ်ရနေတဲ့ဥပမာဒါပြီးတဲ့ဥစ္စာကျွန်တော်ဖြတ်ချင်တယ်ဆိုရင်ဒီဘက်မှာခဲတံပုံစံလေးကိုတွားတွားပြီးရင်ဒီမှာ fitter နေရာမှာကျွန်တော်တို့ရွေးလို့ရတယ် fitter နေရာမှာလည်းကျွန်တော်တို့အများကြီးရှိတယ်ကျွန်တော်တို့ဖြတ်ချင်တဲ့ဥစ္စာအကုန်လုံးဘိုင်းဘိုင်းအတားကျွန်တော်ဟိုအောက်မှာပြီးထားတဲ့ဥစ္စာဖြတ်ချင်တယ်ဆိုရင် recycle ပုံလေးနှိပ်လိုက် okay ပေးလိုက်အားဆိုလို့ရှိရင် alert မဝင်တော့ဘူးအားဆိုထပ်ပြီးအတစ်လောက်ချင်တယ်ဆိုလို့ရှိရင် create alert ထနေလိုက်အောင်မယ်ဒါဆိုရင်အလတ်ပေးတာလည်းရမယ်ထင်ပါတယ် ပြီးရင်ဒီမှာအပေါင်းပုံစံလေးနဲ့အဝိုင်းလေးနဲ့အပေါင်းပုံစံလေးနဲ့အဝိုင်းလေးကဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ compare လုပ်ရှင်တယ်ဥမာတချို့ကြတော့ကျွန်တော်တို့ကဥမာကျွန်တော်တို့ငွေတာ BTC USDT ချက်ကိုကျွန်တော်ကြည့်ရင်ဒါပေမဲ့ကျွန်တော်က Ethereum နဲ့ကြည့်ချင်တယ်ဆိုရင် Ethereum လေးနဲ့လိုက်အဲ့မှာမှကျွန်တော်တို့ကဒီမှာတူကနှစ်ခုရှိတယ်ဒီ price scale တွေဒါတွေကတော့ကျွန်တော်နောက်ကြမှာထပ်ပြီးဗီဒီယိုတွေရှင်းပြရမယ်အမှန်ဒီမှာကျွန်တော်တို့ကရွေးလိုက်တယ်ဆိုလို့ရှိရင်တူကဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနှစ်ခုကိုမြင်ရမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ price နှစ်ခုကိုကျွန်တော်တို့ကမြင်ရမယ်အပေါ်ရဲ့အောက်ရဲ့အဲကျွန်တော်တို့ဟိုနှစ်ခုကြီးတွားပြီးတော့ကြည့်စရာလို့ပေါ့တချို့ကြတော့အဲ့လိုမျိုးဟိုနောက်ပိုင်းထွက်တာများလာလို့ရှင်အတွေ့အကြုံများလာလို့ရှင်လူကတိလာနေမှာဗျာဈေးကဥမာ BTC နဲ့ ETA နဲ့ Ethereum ဆိုရင်ဘယ်ကောင်ကတက်ပြီးရင်ဘယ်ကောင်တော့ဘလို့လိုက်လာရဲဘယ်ကောင်တော့ကျပြီးရင်ဘလို့သူ့နှုတ်ကတပြိုင်တည်းပွားနေရမှုတစ်ယောင်ယောင်ဖြစ်ပြီးမယ်အဲ့ဒီဥစ္စာကိုရှာတိုင်းအောင်ကျွန်တော်တို့အများရှာလို့ရဒီ trading ဆိုတာအဲ့ဒါတွေကျွန်တော်နောက်ကြလို့ရှင်ဆက်ပြီးတော့ပြောပြမယ် အဲ့တော့ကျွန်တော်တို့ကပြန်ပိတ်ချင်တယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးဒီဘေးနားမှာရှိတဲ့ဒီဘေးနားမှာရှိတဲ့ဒီကျွန်တော်တို့ဒီမှာဘာတွေလဲဆိုလို့ရှိရင်အဲ့မှာ edit လုပ်လို့လည်းရတယ်ကျွန်တော်တို့ကဘာကိုတည်ချင်တာတော့ဒီမှာ sample တိုက်တယ်အများကြီးပေါ့နော်ကျွန်တော်ကတော့ဒီကောင်ပြန်ဖြတ်လိုက်တော့မယ်ဖြတ်မယ်ဆိုလည်းဒီမှာ delete နဲ့လုပ်ရတယ်ပိတ်ထားလို့လည်းရတယ်ဥမာမျက်စိရှုပ်တယ်ဆိုလို့ရှိရင်ဒီကောင်လေးနဲ့ပိတ်ထားလိုက်ကြည့်ချင်တယ်ဆိုပြန်ဖွင့်ပြီးတော့ကြည့်လိုက်ပိတ်လိုက်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာ၄တောင်အတုံးလေး၄ခုကိုတွေ့ဒါကတော့ခုန compare ပေါ့နော်ဒီမှာစာလေးလည်းပေါ့ ဒီကောင်ကဆိုလို့ရှင်ကျွန်တော်တို့ indicator တွေအဲဒါမှမဟုတ်လို့ရှင်ကျွန်တော် template လောက်တာ template ဆိုဥပမာဒီမှာကျွန်တော်ဆိုလို့ရှင်ဒီမှာဆရာဆိုဆရာဆိုကျွန်တော်အဲ့မှာသုံးထားတဲ့ support resistant line တွေရှိတယ် rsi တွေအဲ့လိုအားတွေကိုကျွန်တော်တို့ကဟိုထပ်ပြီးတော့ကျွန်တော်မဆွဲချင်တော့ဘူးဗျာနောက်တစ်ခုနောက်တစ်ကောင်းအနေနဲ့ကျွန်တော်ထပ်ပြီးမဆွဲချင်လို့ဆိုရင်ကျွန်တော်ဒါလေးကိုထောက်လိုက်တဲ့ဆိုလို့ရှင်ဒီကဒီမှာကျွန်တော်ရဲ့အချက်လက်တွေအဲဒါပါလာပြီပေါ့နော်အဲကျွန်တော်ရဲ့အချက်လက်တွေကိုပြန်ပြီးတော့ဒီမှာကျွန်တော်နောက်တစ်ခေါက်ဒီပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့ကဒါ template သတ်မှတ်ထားတဲ့ဥစ္စာပေါ့နော်ထပ်ပြီးတော့အဲ့မှာကျွန်တော်တို့ထည့်ခြင်းနဲ့ဆိုလို့ရှင်လည်းရတယ်မထည့်ခြင်းဘူးဆိုလို့ရှင်လည်း ဘယ်လိုလုပ်ချင်လဲဥမာဒီကောင်ဖြတ်ချင်လဲဆိုလဲဒီမှာ delete လုပ်လိုက်ပေါ့နော်အဲဒီဘောကဒီမှာဖြောက်ထားချင်လဲဆိုလဲဒါလေးရင်းနဲ့ဖြောက်ထားလိုက်ပေါ့ဒါလေးတွေကတော့တုံးကြည့်မှတိမှာကဘယ်ဟာမဆိုဒီကျွန်တော်တို့ဒီ let message လို့လက်ထဲကို application တစ်ခုပဲဖြစ်ဖြစ် software တစ်ခုပဲဖြစ်ကိုကအရင်ကျွမ်းကျင်နေတယ်ဆိုရင်တော့လေးကျင်မှာပဲလေးကျင်မှာပဲကျွမ်းကျင်မှာပဲဒီတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြတာပဲရှိမယ်ကိုတိုင်း live လုပ်ကြည့်ပါအဲထပ်ခါတလဲလဲလုပ်ကြည့်လုပ်ကြည့်လို့ရှိရင်တော့ကျွန်တော်တို့ရမှာပေါ့နော်အဲအဲ့လိုမျိုးပုံစံလေးနဲ့ကျွန်တော်တို့သွားပါမယ်ဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကဥစ္စာလေး ဒီတောင်ဝုံပုံစံလေးဖြစ်နေရအဲ့ကောင်ကတော့ indicator ပေါ့အဲသူ့မှာ indicator မှာကျွန်တော်ဒီမှာ၃ခုလောက်ရှိတယ်ဒီမှာ favorite favorite ဆိုတာကကျွန်တော်တို့တတ်မှတ်တာကျွန်တော်ဆိုရင်ဒီမှာကျွန်တော်ရိတ်နေတုံးကျွန်တော်ဒီ sport resistant တော့ကျွန်တော်သုံးတယ်အဲ့ကောင်လေးကိုတတ်မှတ်ထားတယ်ပြီးရင်ဒီမှာ technical နဲ့ဥစ္စာနဲ့ပတ်သက်ရတယ်အများကြီးရှိတယ်ကျွန်တော်ဒီမှာကြိုက်တာမိတ်ဆွေကြိုက်တာသုံးလို့ရတယ်ဒီမှာ beginner ဆိုရင်တော့ indicator ရှိတယ်ဒီမှာ strategy တွေလည်းရှိတယ် profile တွေလည်းရှိတယ် pattern တွေလည်းရှိတယ်ဥမာကျွန်တော်တို့ကဥမာတချို့ pattern ညာကျွန်တော်တို့မမြင်တဲ့ pattern တွေရှိတယ်ဥမာ तू ကဘာ pattern ညာ pattern abcd head and shoulder အများကြီးရှိရပါတော့နောက်ပိုင်းကျွန်တော်တို့အဲ့ pattern တွေအကြောင်းမပြောခင်မှာ तू ကဒီထဲမှာ auto ကြည့်လို့ရတယ်ရှိဒါပေမဲ့ဒီ indicator တွေဒီဘယ်တော့မှတရားရခိုင်းတော့မိတ်ဆွေတို့ကအကျိုးပြုမှာမဟုတ်ပါဘူးအဓိကကကိုက ဒီ indicator တွေကို၃ချင်တယ်ဆိုလို့ရှိရင်ဒီ indicator တွေဘလို့အလုံးလုံးတယ်ဘယ်ဟာတွေကတော့ဘလို့ရှိတယ် indicator တိုင်းမှာကောင်းတာတွေရှိတယ်ဆိုးတာတွေရှိတယ်အာသချက်တွေရှိတယ်အာနေချက်တွေရှိတယ်အဲ့ဒါလေးတွေကိုသိထားပြီးတော့ကျွန်တော်တို့ကသုံးသက်သွားမှအဆင်ပြေမှာပေါ့နော်ကျွန်တော်နောက်ပိုင်းအဲ့ဒါလေးလည်းဆက်ပြောရမယ်ဥမာ indicator တခုကျွန်တော်သုံးချင်တယ်ပဲဆိုပါလို့ကျွန်တော်ကဒီမှာဘောလုံးသုံးချင်တယ်ဆိုရင်ဒီဘောလုံးလေးပြင်နာဂျယ်လေးကိုထိထားတယ်အဲ့ဆိုဒီကောင်ဒီ favorite ထဲရောက်သွားတယ်ဒီမှာ24နာရီဘောလုံးအဲ့ကြောင့်အဲ့လိုသုံးချင်တယ်ဆိုရင်ထောက်လိုက်အဲ့ဆိုရင် ကျွန်တော်တို့ခုနထည့်လိုက်တဲ့ဘောလုံးဒီမှာပေါ်လာပြီ24နာရီဘောလုံးဒီကောင်တက်နေလားကျနေလားကျွန်တော်တို့သိလို့ရတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကမသုံးချင်တော့ဘူးဆိုရင်ပြန်ပြီးတော့ဒီမှာ recycle bin လေးကိုနှိမ့်လိုက်ရှင်ပြတ်သွားမယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီကောင်ကို add လုပ်ချင်လို့ရသေးတယ်ကျွန်တော်တို့ဒီမှာ24 30ထဲကိုဝင်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အိုက်မာမာ alert ပေးချင်တာ24နာရီမှာ तू ကဟိုမှာဘောလုံးဘယ်လောက်ရအောင်ကျွန်တော်တို့ alert ပေးမယ်ပေါ့နော်ဥမာကျွန်တော်ဥမာတတ်မှတ်တယ်ပေါ့ဘောလုံး100ကိမှာကျွန်တော်တို့ဒီ binse pressure ပေးထားတဲ့ချိန်မှာကျွန်တော်တတ်မှတ်လို့ရတယ် ပြီးအဲ့ integrate ကိုလည်းကျွန်တော်တို့ဒီမှာ favorite ကနေပြီးတော့ပြန်ပြီးတော့ဖြတ်လို့ရတယ်ဒီထဲမှာအများကြီးပေါ့နော်ဒီမှာအများကြီးရှိပါတယ်ဒီမှာကျွန်တော်တို့ copy လို့ရတယ် integrate တခုတည်းနဲ့ simple နှစ်ခါ copy လို့ရတယ် hide လို့ရတယ် remove လုပ်လို့ရတယ်ဒီမှာ setting ထဲမှာကျွန်တော်တို့တန်ဖိုးတွေတွားပြီးပြောင်းလို့ရတယ်ဒါမိတ်ဆွေကြမ်းကျင်သွားပြီဆိုလို့ရှိရင်တော့ setting ထဲမှာဥမာကလာအပြာရောင်မကြိုက်ဘူးအစိမ်းရောင်ကြိုက်တယ်ဆိုအစိမ်းရောင်ပေါ့အနီရောင်ကြိုက်တယ်ဆိုအနီရောင်အဲခြိုက်တဲ့အရောင်တွေကိုကျွန်တော်တို့ပြောင်းလို့ရတယ် opacity ဆိုတာလဲကျွန်တော်တို့ဓာရီက short တင်းလို့လို့ရတယ်ပေါ့ကိုယ့်ရဲ့ဒီမျက်လုံးပေါ့တချို့ကျတော့ power ရှိတယ်အေးတာကြိုက်တယ်တချို့ကျတော့တောက်တောက်ကြီးကြိုက်တယ်အဲ့ပုံမူတည်ပြီးတော့ကျွန်တော် trading ဆိုတာအဓိကစိတ်ပဲဒီခန္ဓာကိုယ်စိတ်ကပျော်ရွှင်နေမှစိတ်အေးချမ်းနေမှဒီလုံးတွေကလုံးလို့ကောင်းလားအဲ့တော့ကျတော့ကိုယ်နဲ့လုံးဝအဆင်ပြေဆုံးဖြစ်မဲ့ check ကိုပဲကိုကဟိုရွေးရမယ်နော်ပုံစံကိုအဲ့လိုမျိုးဆိုမှအဆင်ပြေမှာပေါ့နော်ဟုတ်ပြီအားဆိုလို့ရှိရင်ကျွန်တော်တို့ဒီ indicator ထည့်တာလဲကျွန်တော်တို့ရမယ်ထင်ပါတယ်နော် indicator လေးတွေကြိုက်တာလေးတွေကိုတုံးလို့ရတယ်မိတ်ဆွေ assembly တဲ့ဥစ္စာကိုတုံးလို့ရပါတယ် indicator ပြီးသွားရင်တော့ဒီအပိုင်းပေါ့နော်ဒီအပိုင်းကဘာလဲဆိုလို့ရှိရင်ဒီအပိုင်းကတော့ကျွန်တော်တို့အဓိကအပိုင်းကိုပြောလို့ရတယ် drawing ပိုင်း drawing ဆွဲဖို့အတွက်ကျွန်တော်တို့2တွေပါတယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ drawing လို့လည်းရေးထားရပါတော့ဒီကျွန်တော်ဆိုရင်ဒီမှာ favorite ပေးထားတဲ့ဥစ္စာတွေအဓိကအသုံးများတာ trend line ရှိမယ် horizontal line ကျွန်တော်တို့ support resistant ဆွဲဖို့တ horizontal line ရှိမယ်ပြီးရင် long position short position ဒီ long နဲ့ short တွေကဘာလဲဆိုကျွန်တော်တို့အဓိကကဒီ long position short position တွက်လိုက်တဲ့အခါမှာကျွန်တော်တို့အာ width rear width ချိုးပေါ့နော်အဲ width ချိုးဘလောက်မှာဆိုပါဆိုသူအနည်းဆုံးဘလောက်ရှာမှာ1:2လား1:3လားအဲ့ဒါလေးတွက်တဲ့အခါမှာသုံးတယ်ဒီ rectangle ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုမှာ support resistance zone တွေတတ်မှတ်တဲ့နေရာမှာသုံးတယ်ဒီ patch လမ်းကြောင်းလေးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာမှာသုံးမယ်ဆိုလို့ရှိရင် swing high swing low လေးတက်ပြီးတော့ up trend လား down trend လားအဲဒီ test ကတော့ကျွန်တော်တို့ note မှတ်တာပေါ့ annotation တခုခုမှတ်ချင်တဲ့နေရာလေးတွေဒီမှာလည်းတခြားတွေအများကြီးရှိတယ်သုံးလို့ရတဲ့နေရာလေး pattern တွေလည်းရှိတယ် chart တွေလည်းရှိတယ်ဖွင့်ကြည့်ပါတလိကြည့်ပါအဲပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့နောက်တစ်ခုဒီမှာ price range ပေါ့နော်အဲဒီဈေးဘလောက်တက်သွားတာတော့လို့အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ date range လည်းရှိတယ်တိုင်းရှင်းဆိုတာကျွန်တော်တို့ဥမာတပတ်တွင်းမှာဈေးကဘလောက်ထိကျသွားလဲဘလောက်ထိတက်သွားလဲကျွန်တော်ပြမယ်နော်အဲ့ဒါလေး အဲ့တော့အခုကျွန်တော်အနေနဲ့ဒီမှာ UI တွေအနေမှာ horizontal line တစ်ခုကိုကျွန်တော်ဆွဲကျင်လဲဆိုဒီကောင်ထောက်လိုက်ပါထောက်ပြီးလို့ရှင်ဒီပေါ်မှာအယောင်လေးအပြောင်လေးဖြစ်သွားပြီဆိုရင်ဒီအောက်မှာဒီမှာရွှေ့လို့ရတယ်အောက်မှာတွေ့တယ်အဲ့ကာဆာလေးကမင်းဆိုဘယ်နားကိုချကျင်တာလဲဥပမာဒီနားကိုချကျင်တယ်ဆိုဒီနားကိုချလိုက်ပြီးလို့ရှင်တစ်ချက်ထောက်ပြီးလွတ်လိုက်အားဆိုရပါအဲ့မှာမှကျွန်တော်တို့က customize လုပ်လို့ရတယ် customize ဆိုတာဒီဒီမှာကျွန်တော်တို့အယောင်ကိုဘာယောင်ထားကျင်လဲဥပမာ suppose ဆိုရင်တော့အစိမ်းနဲ့ပြမှာပေါ့အစုံပေါ့ဒီကောင်ဒီတက်မှာဖြစ်တဲ့ကြောင့် green ပုံစံမျိုးပြီးလို့ရှင်ကျွန်တော်တို့ဒီမှာ သူ့ရဲ့ပစ်စဲအထူပါပေါ့ကျွန်တော်တို့ပြောမယ်လို့ပပလေးလောက်ချင်တာလားဥမာအရေးကြီးတာဆိုရင်တော့ကျွန်တော်တို့က danger လိုတာမျိုးဆိုရင်ကျွန်တော်တို့အကြီးပြမှာပေါ့ဗျာအဲတချို့အရေးမကြီးတဲ့အရာဆိုရင်တော့အဲဒီလောက်လောက်လေးနဲ့ပြတယ်အဲ့မှာမှကျွန်တော်တို့ကထပ်ပြီးတော့ဥမာနောက်တစ်ချောင်းထပ်မဆွဲချင်ဘူးဆိုရင်ကလုံးဆိုတဲ့ဟာကိုတုံးလိုက်ရင်နောက်တစ်တစ်ချောင်းပေါ်လာတယ်ကလုံးဆိုတဲ့ဟာအဲနောက်တစ်တစ်ချောင်းပေါ်လာပြီနောက်တစ်တစ်ချောင်းပေါ်လာရင်ကျွန်တော်တို့ဒီမှာ range တတ်မှတ်လို့ရတယ်ပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင် range တတ်မှတ်တာတို့ဘာလို့လုပ်လို့ရတယ်ကျွန်တော်တို့မလို့ချင်တော့ဘူးဆိုရင်ပြန်ထောက်လိုက်ဒီမှာဖြတ်လိုက် ပြီးရင်ကျွန်တော်တို့ကဒီဟာတွေချက်တွေဆွဲတဲ့ခါမှာရွေ့တာပြူတာရှိတယ်။ရွေ့သွားမှပြူသွားမှဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ30ကိုနှိပ်ဒီဘက်မှာ law ဆိုတာရှိတယ်။တော့ခတ်တာလိုက်အဲဆိုရင်ကျွန်တော်တို့ထောက်ရွှေ့လို့မရတော့ဘလုံးမှပြန်ဆွဲလို့မရအောင်ပြန်လုံးချင်တယ်ဆိုအိုက်ပေါ်ထောက်ထောက်ပြီးတော့မှ30ကိုသွား law ဖြစ်နေတဲ့ဥစ္စာကိုကျွန်တော်တို့ပြန်ပြီးတော့ unlaw ပြန်လုပ်ကိုလို့ဟာဆိုလို့ရှိမှတင်တော်တို့လော့ခတ်ထားလို့ရှိရင်ကျွန်တော်တို့ဒီကောင်းတွေဖြတ်လို့မရဘူးပြူလို့မရဘူး ပြီးရင်ကျွန်တော်တို့ဒီမှာမထားဆိုရင်ဒီမှာဒါ BTC day 1မှာဆိုတာ trend line break ဖြစ်နေတဲ့ပုံစံမှာကြည့်ပေါ့။မှာကျွန်တော်တို့ break မှတ်ထားတဲ့ဥစ္စာတွေပေါ့နော်။ဒါကတော့ကျွန်တော်သုံးတဲ့ favorite တွေမိတ်ဆွေတို့အနေနဲ့ဒါကြီးကိုမသုံးခင်ဘူးဆိုလို့ရှိရင်လည်းပြန်ပြီးတော့ကျွန်တော်တို့ဖျောက်ထားလို့ရတယ်ပေါ့နော်။ကိုကဒါကိုသုံးချင်တာလဲကိုနဲ့ kait နေမဲ့ဥစ္စာတစ်ခုခုကိုကိုကသုံးမှာအဲ့ဒါဆိုလို့ရှိရင်ဒီရောက်မှပြရတဲ့ဥစ္စာလေးရှိပြီ။အဲ့ထဲမှာမှအခုဒီရာကိုအရေးကြီးတဲ့အရာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ဒီကောင်လေးအရေးကြီးတယ်။ကျွန်တော်တို့ဒီဘေးနားမှာရှိတဲ့ ကျွန်တော် time frame လို့ခေါ်တယ် time frame ပြောင်းခြင်းနဲ့ဥပမာကျွန်တော်တို့က 1T ဆိုတာဒီဒီတရက်အတွင်းမှာဈေးနှုန်းပြောင်းလဲသွားတယ်ဟာတရက်အတွင်းမှာဈေးနှုန်းကဒီတိုင်လေးတစ်တိုင်ဒီကန်နယ်လေးတစ်တိုင်ကဒီအပေါ်ကနေအောက်ကတရက်အတွင်းမှာပြောင်းလဲသွားတယ်ဟာဥပမာ 1T မထားဘဲနဲ့ကျွန်တော်က1ဟာထားလိုက်မယ်ဆိုလို့ရှိရင်မ55မိနစ်ပေါ့55မိနစ်ဆိုလို့ရှိရင်လေဒီကောင်လေးကဒီ ကန်နယ်လေးတစ်ချောင်းပါဆိုလို့ရှင်15မိနစ်အတွင်းမှာတက်ဆင်းဖြစ်သွားတဲ့ဥစ္စာဥပမာကျွန်တော်စိမ့်နေတယ်ဆိုလို့ရှင်15မိနစ်အတွင်းမှာဒါဒီဘိုင်းယာသမားတွေပေါ့ဝယ်တဲ့လူတွေနိုင်သွားတယ်ညီသွားတယ်ဆိုလို့ရှင်ဈေးတန်းအဲ့15မိနစ်အတွင်းမှာကျသွားတယ်အဲ့တဘောဒီယာပဲကျွန်တော်တို့ဒါတွေကတော့နောက်ပိုင်းကျလို့ရှင်ကျွန်တော်အပြည့်စိတ်ပြပြမယ်ဒီဘက်ကဥစ္စာလေးတွေက time frame လေးတွေ change နေဥစ္စာအဲ့ဆိုလို့ရှင်ရမယ်ပေါ့နော်အဲ့ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီမှာပြောထားတဲ့အောက်ကဥစ္စာတွေတော်တော်များများကိုကျွန်တော် ပြောပြပြီးသွားပြီ ဲ့မှာကျွန်တော်အနေနဲ့ဒီနောက်ဆုံးအရေးလက်ကြီးတဲ့ဟိုမဖြစ်မနေလဲတည်ရမယ့်ဥစ္စာကိုကျွန်တော်ပြောပြအောင်အဲ့ဒါကဘာလဲဆိုလို့ရှင်ဒီကျွန်တော်တို့ကြည့်နေတဲ့ဒီ chat ကြီးဒီ chat ကြီးကိုကျွန်တော်တို့ customize လုပ်တာအဲ့လို customize လုပ်ဖို့အတွက်ဆိုရင်ဒီဘက်မှာဒီမှာဈေးတန်းနေရှိတယ်ညာဘက်မှာဒီမှာတွေ့လာတော့မသိ6000 9000ဆိုတဲ့ဈေးတန်းနေရှိအဲ့ဈေးတန်းနေရဲ့အောက်မှာဒီမှာလုံးလေးရှိတယ်အဲ့ကောင်လေးကိုထောက်လိုက်လို့ရှင်ကျွန်တော်တို့က chat ကို customize လုပ်လို့ရတယ်အဲ့မှာ customize မှာဒီမှာဒါတည်းတော့တချို့ကြတော့ကျွန်တော်တို့ grade တွေဆွဲပြီးတော့ဥမာဆိုပါဆို grade တွေကဒီလိုကြီး ပြဲသွားတာတွေရှိတယ်ကျွန်တော်တို့ beginner တွေတော့မဟာဘလို့ကြည့်ရမှန်းမသိဘူးဆိုရင်ကျွန်တော်တို့ဟိုရှေ့ရောက်ဒီရှေ့ရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိစ္စမရှိဒီမှာညားပုံစံလေးရှိတယ်ဒီဘက်ညားဘက်အဆုံဆုံးမှာညားပုံစံလေးကိုတစ်ချက်ဒီမှာညားပုံစံလေးရှိတယ်အဲညားပုံစံလေးကိုထောက်လိုက်အားဆိုလို့ရှိရင်ဟိုနောက်ဆုံးစည်းရောင်းပြန်ရောက်ပါတယ် free time ပြန်ရောက်ပါတယ်အဲ့ဒီအချိန်တွေမှာကျွန်တော်တို့ကဒီကောင်လေးရဲ့ဒီချက်ကိုပေါ့နော်ကျွန်တော်တို့ကြည့်ရတာဟာတမျိုးကြီးဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုထောက်လိုက်ပါထောက်ပြီးတော့ဒီမှာ reset ချလိုက် reset ချလိုက်လို့ရှင်ဒါကျွန်တော်တို့လုံးဝပုံစံတိုင်းပြန်ပြီးတော့ရပါတယ်ကျွန်တော်တို့ကြည့်တာတော့ဒီလက်ညိုးလက်ခလဲလေးနဲ့ဆွဲတာပဲဖြစ်ဖြစ်အဲလက်ညိုးလက်မလေးနဲ့ပဲဆွဲတာဖြစ်ဖြစ်ကိုကြည့်တတ်တယ်လို့ပေါ့နော်ကိုမျက်စိထဲမှာကိုကဘလို့ဒီလိုမျိုးအဲဒီလိုမျိုးကျဉ်းကျဉ်းကြည့်တတ်တယ်ဆိုလို့ရှင်တော့နည်းနည်းပို့ပြီးတော့မြင်ရတာပေါ့အဲအဲ့လိုမကြည့်တတ်ဘူးဆိုလို့ရှင်လည်းကြည့်ကြည့်ကြည့်တတ်တယ်ဆိုလို့ရှင်လည်းကြည့်ကြည့်ပုံစံလေးထားပြီးတော့ကျွန်တော်တို့လုပ်ဖို့လိုတယ်အဲ့ဒါဆိုလို့ရှင်တော့လုံးဝအဲဒီကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီ chat ကိုကြည့်ရပုံစံ chat ကိုလောက်တဲ့ပုံစံမှာ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခုဒီ chat ကြီးကိုကျွန်တော်တို့ customize လုပ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုထောက်ထောက်ပြီးလို့ရှိရင်ဒီအောက်မှာဟိုအောက်ဆုံးဆွဲစားလိုက်ရှင် mode setting ဆိုတာရှိတယ်အဲ့ setting တွေကိုကျွန်တော်တို့ပြင်လို့ရတယ်အဲ့ setting တွေမှာအားလုံးပေါ့ကျွန်တော်တို့ဘယ်နှခုရှိလဲဆိုလို့ရှိရင်ခုနှစ်ခုရှစ်ခုရှိအရင်ဆုံး sample sample ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ body ရယ် border ရယ်ရှိတယ် body ဆိုတာကတော့ကျွန်တော်ခုနအတုံးကြီးတတ်မယ်ဆိုရင်ကျွန်တော်တို့အစိမ်းနဲ့ပြမှာပေါ့ ။အဲကြမယ်ဆိုရင်ကျွန်တော်တို့အနည်းနဲ့ပြမယ်။ဒါလေးကကိုကြိုက်တဲ့အကြောင်းထားလို့ရတယ်။ဒါတော့ तू ကဒီ template မှာကျွန်တော်တို့ဒီမှာကြည့်ဘာမှမလုပ်တော့ဘူးဆိုလို့ရှိရင် apply default apply default ဆိုရင်ဒါသူ့ရဲ့ origin နဲ့အကုန်လုံး default ပုံစံကျွန်တော်ပြဒါ default ပုံစံဒီအောက်မှာဒီမှာ grade ရောဘာရောကျွန်တော်ကတော့ဒီ default ပုံစံမှာဒီမှာပါနေတဲ့ဒီ grid line တွေပေါ့နော်ဒီ grid line တွေကမျက်စိရှုပ်တဲ့အတွက်ကျွန်တော်ကအဲ့ grid line တွေကိုဖြတ်ထားတာအဲ့တော့ကျွန်တော်အနေနဲ့ဟို mode setting ထဲကိုဝင် grid line တွေကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဖြတ်လို့ရတယ် ဒါတော့ဒီမှာထားလိုက်တော့เนาะဒီကောင်ကတော့မချိန်တော့ဘူးပြီးရင်ဒီမှာ state line ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီမှာ logo တွေ type တွေ market တွေဖော်မယ်သူရဲ့ပြောထားတဲ့အတိုင်းဘောလုံးထည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာဘောလုံးကလောက်လေးကိုနှိပ်လိုက်အဲလိုဘောလုံးပါသွားလိမ့်မယ်ဘောလုံးမပါချင်ဆိုရင်လည်းဖျောက်ထားလိုက်ရတယ်တချို့ကျတော့ဘောလုံးထပ်ပြီးတော့ indicator မတုံးချင်တော့ဆိုရင်ဒါလေးနဲ့လည်းကြည့်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ background ကို capacity နည်းချင်လားညားချင်လားပေါ့အယောင်တောက်ချင်လားနည်းချင်လားချိန်လို့ရပါတယ်ပြီးရင်ဒီ scale ထဲမှာဆိုရင်ကျွန်တော်အရေးကြီးတဲ့အရာတစ်ခုပြ ကောင်တောင်းတူဘာကလိုးဆိုတာကအရေးကြီးပါတယ်။အိုက်ကောင်မပါဘဲနဲ့ကျွန်တော်တို့တိတ်ပြီးတော့ဟို trading လုပ်ရအောင်ပြီဥမာဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ထွက်ထားမယ်ဆိုလို့ရှိရင်ဒီဘက်ညာဘက်ဆုံလေးမှာကျွန်တော်တို့မပေါ်ရဲရရှိတယ်။သူကကောင်တောင်းတူဘာကလိုးဆိုတာကျွန်တော်တို့ဥမာကန်နဲ့စတစ်လေးတကူဒါလေးဖွင့်ထားကြည့်လိုက်ပါတော့ကျွန်တော်ပြဒါလေးဖွင့်ထားလိုက်တဲ့ဆိုရင်ဒီမှာကျွန်တော်ယူထားတာဒီ1 day ကိုယူထားကျွန်တော် 15မိနစ်ကိုရွေးလိုက်မယ်15မိနစ်ကိုရွေးလိုက်မယ်ဆိုရင်ဒီဘက်မှာကောင်တောင်းတူဘာ close လေးမှာပေါ်နေတဲ့ဥစ္စာကိုကျွန်တော်ပြပါဆိုလို့ရှိရင်ကျွန်တော်တို့ကဥမာ15မိနစ်တော်တွင်းမှာဒီကောင်ကဟိုပေါ်နေတာပေါ့ကျွန်တော်တို့ဥမာပိတ်ခံနေပြီဆိုလို့ရှိရင်လည်းဒီ15မိနစ်တော်တွင်းမှာပိတ်သွားတာတွေဘာတွေကိုသူကပြပေးတယ်ဥမာကျွန်တော်တို့ကဥမာဈေးတန်းပေါ့ဈေးတန်းဒီမှာဆိုလို့ရှိရင်30နဲ့30မိနစ်ကြာနေတယ်10မိနစ်တွင်းပြီးမှာ ဒီကောင်ကတက်သွားမှလားကျသွားမှလားကျွန်တော်တို့ကချိန်လို့ရတယ်ဗျာဥပမာကျွန်တော်တို့ဒီမှာက15မိနစ်ထားတာလို့ဒီမှာ10မိနစ်ဥမာဒီမှာကျွန်တော်တို့တရက်ထားမယ်ဆိုလို့ရှင်လေတနေ့ဒီကောင်လေးကိုကြည့်ချင်ရမယ်ကျွန်တော်တို့ကဒီတထိုင်ကဥမာတတ်တော်မှလားကျတော့မှလားဟိုတချို့နေရာတွေမှာအဲ့ဒါကိုကြည့်ပြီးတော့လဲသုံးလို့ရတယ်အားကြောင့်မလို့ဒီကောင်လေးကိုလည်းအရေးကြီးတယ်ကောင်နောင်းတူပါ close ဆိုတာလည်းအရေးကြီးတယ်ဗောနောပြီးလို့ရှင်ရင်နောက်ကကျွန်တော်တို့အရေးကြီးတဲ့ဥစ္စာတကူပါဒီမှာ format က24 hour format ထားမှလားအဲဒါမှမဟုတ်ရှင်ကိုက 12နာရီ format ထားမယ်ဆိုလို့ရှင်လည်းရတယ်24နာရီ format ထားမယ်ဆိုလို့ရှင်လည်းရတယ်ဗောနော်ပြီးရင်ဒါကကြတော့ကျွန်တော်တို့ background ကိုဘယ်လိုထားမှာလဲ solid ထားမှာလားဒီမှာပေါ့ကျွန်တော်ပြောချင်တာ grid line နေကျွန်တော်ဆိုရင်ဒီမှာ grid line နေမထည့်ချင်ဘူးနာအဲဆိုရင်ဒီမှာ grid line နေမရှိတော့နောက်ကပျောက်သွားတယ်အဲ့လိုမျိုးပုံစံလေးတွေထားတာဗောနော် grid line နေနေဆိုလို့ရှင်မျက်စိလျှောက်တယ်ပြီးရင်ဒီမှာ trading နဲ့ပတ်သက်တဲ့ဥစ္စာတော့ဒီမှာ trading နဲ့ပတ်သက်တဲ့ဥစ္စာမှာအရေးကြီးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှင်ဒီမှာကျွန်တော် buy sell ပေါ်တော့မဟုတ် ဒီဘိုင်ဆဲဘော်တွန်လေးကိုဖျောက်တာပိတ်တာဒီဘက်ဘယ်ဘက်အစွန်လေးမှာဘိုင်ဆဲခုတ်တချို့ကျတော့ချက်ကိုရှင်းရှင်းလင်းလင်းဖြစ်နေတယ်ဆိုဘိုင်ဆဲဘော်တာပိတ်ထားလိုက်တချို့ကျတော့လည်းဘိုင်ဆဲလေးကိုကြည့်ကျင်တယ်ပိတ်ထားလို့လည်းရတယ်ပိတ်ထားလိုက်မယ်ဆိုလို့ရှင်ဟာပေါ့အဲဆိုဒီမှာမရှိတော့ဘူးဒီနားမှာမရှိတော့ဘူးကျွန်တော်တို့တကယ်တကယ်အဲ့ဒါကိုပြန်ပြီးဖော်ကျင်တယ်ဆိုလို့ရှင်ဝန်ဆက်တင်တဲ့ဟိုတော့ဘိုင်ဆဲဘော်တွန်ပြန်ခေါ်လိုက်နေမှာပေါ်သွားပြီးရင်နောက်တစ်ခုက noti noti အဲ့ဘောင်လည်းအရေးကြီးတယ် noti ကဘယ်လိုလဲဆိုရင်ကျွန်တော်တို့ ဒီတည်င်းနေပိုင်းနဲ့ပတ်သက်တဲ့ဥစ္စာကြီးကျွန်တော် notice လိုချင်တယ်ဆိုရင်ဒါလေးဖွင့်တာဖွင့်ထားအောင်ဖွင့်ထားအောင်ပါဘာလို့ဖွင့်ထားအောင်လဲဆိုတော့ကြတော့ကျွန်တော်တို့ဥပမာလိုပါဒီမှာဆိုရင်ဒီမှာ BTC ခုနကတည်င်းတခုရှိတယ်ကျွန်တော်တို့ကဥပမာ trading လုပ်နေတဲ့အခါမှာဘလောက်ပဲတကယ်နေခဲ့ပိုင်းနဲ့ပဲလုပ်တယ်ပဲပြောပြောဒီ market တည်င်းကြီးကြီးကြီးကျယ်ကျယ်ရှိတယ်ဆိုလို့ရှိရင်ဒီ pattern တွေကစချိန်သွားတဲ့ခြေနေမျိုးတွေရှိတယ်အဲ့ဒါကြောင့်မလို့ဒီဖွင့်ထားမယ်ဆိုလို့ရင်ကျွန်တော်တို့ကတည်င်းရှိတဲ့ခြေနေမှာဆိုရင်ဒါ BTC ရဲ့တည်င်းနေပေါ့ဒီတည်င်းပြီးသွားတဲ့ချိန်မှာဒီကောင်ဘာကြောင့်တည်င်းတက်သွားတယ်ပြုတ်သွားတယ်ပုံနေပြီးတော့ကျွန်တော်တို့က ဘယ်လိုနေရာမျိုးတွေမှာတည်တာလဲဆိုလို့ရှင် market က decision မဖြစ်တဲ့ခြေအနေမျိုးတွေပေါ့ဥပမာ तू က break လုံးမှာလားဒီ resistant level ကိုဖောက်သွားမှာလားအောက်ကိုဆင်းမှာလားတော့အဲ့တဲ့ရင်ရေပေါ်မှာမူတည်တယ်ဒီကျွန်တော်တို့ technical သမားတွေကလည်းအဲ့ဒီတဲ့ရင်တွေကိုလိုက်ပြီးတော့လင်းလာတာမဟုတ်ပင်မဲ့လေအဲ့ဒီပုံမူတည်ပြီးတော့ကျွန်တော်တို့စောင့်ပြီးတော့ဝယ်တာရောင်းတာတချို့ဒီသူ့ရဲ့ real time data ဥမာတရင်ထွက်လိုက်လို့အားလုံး short လိုက်လို့ရောင်းသွားပြီးဆိုတော့ဒီကောင် break ဖြစ်သွားပြီးဆိုရင်ဒါဒီဘယ်လိုလဲတကယ် fail for for လားဒါမှမဟုတ်လို့ရှိရင်လည်းအစ်စ်လားဆိုတာကိုသိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါလေးတွေဖွင့်ထားပါတရင်ရှိရဲ့ချိန်လေးတွေကျွန်တော်တို့ရှောင်ထွေးတဲ့လူတွေလည်းရှိတယ်အဲအဲ့ဒီဥစ္စာလေးရတယ်အသုံးဝင်တယ်ပေါ့နော်မိစေတို့ဖွင့်ကြည့်ပါဖွင့်ကြည့်လို့ရှိရင်တော့တော်တော်များများတွေ့ရပါလိမ့်မယ်နော်ဒါဆိုလို့ရှိရင်တော့တော်တော်များများစုံသွားပြီအဲအဲ့တော့ကျွန်တော်အနေနဲ့နောက်ဆုံးပြန်ပြီးတော့အနည်းချောရမယ်ဆိုလို့ရှိရင်ဒီအောက်ကရှိတဲ့ဥစ္စာလေးအကုန်လုံးကိုလည်းကျွန်တော်ရှင်းပြထားတယ်ပြီးလို့ရှိရင်ဒီမှာ real time ဖြစ်တဲ့အဥ္စာကတော့အဓိကတော့ဒီ chat ပေါ့ကျွန်တော်ဆိုလဲရှင်းရှင်းလင်းလင်းလေးကိုသဘောကျတဲ့အတွက်ကြောင့်ရှင်းရှင်းလင်းလင်းထားထားတယ်ပြီးရင်ဒီပေါ်မှာဒီဒါကျွန်တော်တို့ခုသုံးနေတဲ့ chat ပါ BTC ဆို BTC ပြီးလို့ရှိရင်ကျွန်တော်တို့ကခုနောက်ဆုံးအနေနဲ့နောက်ဆုံးပိတ်ပြောချင်တဲ့ဥ္စာတော့ဒီမှာ chat တွေကိုကျွန်တော်တို့ဖွင့်နေတယ်ဆိုလို့ရှိရင်ဒီအပေါ်လေးကိုထောက်ပြီးတော့ကျွန်တော်တို့ကြည့်လိုက်ပါကျွန်တော်တို့ဖွင့်ထားတဲ့ချက်ကဘာချက်လဲတဆိုကြတော့ကိုကြည့်နေတဲ့ချက်က BTC လားမသိ Ethereum လားမသိအဲအဲ့လိုအခြေအနေတွေကြုံတတ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဘက်လေးမှာလည်းဒီမှာဘယ်ဘက်ဘယ်ဘက်ဆုံးလေးမှာကျွန်တော် ဟုတ်ကဲ့ချလိုက်ရင်ဒါဆို Apple Chat Apple Store Chat ဖြစ်သွားပြီဒါဆိုရင် BTC ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကျွန်တော်ရွှေ့လိုက်တာနဲ့အပေါ်အောက်လေး scroll လေးလုပ်လိုက်တာနဲ့ကျွန်တော်တို့ chat တွေကိုပြောင်းလို့ရပါတယ်เนาะကျွန်တော် chat တွေကိုပြောင်းလို့ရပါတယ်အားလုံးလည်းအဆင်ပြေကြမယ်ထင်ပါတယ်ကျွန်တော်ဒီနေ့အတက်နိုင်ဆုံးတော့ပြည့်ပြည့်စုံစုံလေးရှင်းပြသွားပါတယ်နောက်ပိုင်းလည်း trading နဲ့ပတ်သက်တဲ့အဥ္စာတွေ software တွေအသုံးပြုနေတဲ့ broker တွေဘယ်လိုဖွင့်နေဆိုတာတွေကို tutorial ရဲ့ထပ်ပြီးတော့လုပ်ပေးသားဖို့ရှိပါတယ်မိတ်ဆွေတို့အနေနဲ့အဆင်ပြေတယ်ဆိုလို့ရှိရင် like subscribe လေးပေးသွားပြီးတော့ comment တွေမှာလည်းပြချင်တာတွေကိုလည်းမေးခဲ့လို့ရပါတယ်